အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကဲအဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါအသင်းကြီးတွေတော်တော်လေးကိုဒါကျွန်တော်ရှုံးနေနေလို့ပြောလို့ရပါတယ် ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်လီဗာပူးအသင်းကတော့သူတို့ရဲ့ဒါကျွန်တော်ဒီနှစ်ရဲ့ပထမအဆုံးပရီးမီးယားလီရှုံပွဲကိုရှုံပွဲကိုစတင်ပြီးတွေ့ခဲ့ရပြီလို့ပြန်ပြီးပြောလို့ရမယ်ဒီမှာပါပါတယ်ဒီနေ့ပေါ်ဆိုအာမနာတန်းပြောရမယ်ဆိုရင်တော့ဒီရလက်ကလီဗာပူးအတွက်တော်တော်လေးကိုဖဲဖြစ်တယ်လို့ပြောပြီးတော့ခရစ်စတယ်ပဲလစ်ကတော့ဒီထက်ပိုပြီးတော့ဂိုးပြက်ခဲ့တဲ့ပွဲတစ်ပွဲလို့ပြောမယ်ဆိုရင်တော့မမဟုတ်လီဗာပူးတဲ့ဒီနေ့ပေါ်ဆိုမှာဒါအခွင့်အရေးတွေရရှိခဲ့ပြီးမြဲဒီနေ့ပေါ်ဆိုမှာခရစ်စတယ်ပဲလစ်ရဲ့ဖိဒါတွေကလည်းတော်တော်လေးကိုကျဉ်းကျဉ်းတနက်တွေ့ခဲ့ရတယ်အဲ့တော့ ဒီနေ့ဒါကျွန်တော်တို့ပွဲကြိုသုံးသပ်ချက်မှာကျွန်တော်ဒါ predict လုပ်ထားခဲ့တဲ့အတိုင်းပါပဲဒါကျွန်တော်တို့ full back အသံဒါ tight sit အာတန်နေတာကျွန်တော် full back တွေပွဲထွက်လာခဲ့မယ်ဆိုတော့ခန်းစားသွားရမယ်တဲ့ဒီနေ့ပွဲစမှာအဲ့ဒါကိုတီးတီးသာတွေးခဲ့ရတယ်အထူးသဖြင့်ဒါကျွန်တော်တို့ဒီနေ့ပွဲစမှာအာနီစလော့အနေနဲ့ကရာကက်စ်ကိုနေရာပေးမှုရလဲဒါကျွန်တော်တို့ အဲ့တော့ဒီနေ့ပေါ်မှာဒါကျွန်တော်မြူနော့စ်နဲ့ဒါအဲ Ismaili Sadu Osu တွေထဲမှာပါလာရတယ်တွေ့ရမယ်တော့ပါတယ်ပေါ့နော်မြို့တော်ပဲစူးစေကမူလက်ရှိမှာဒီနေ့မှာတော့ဒါ Liverpool တင်းရဲ့ဒါတိုက်စင်မှာဒါအကုန်လုံးတွေ့ကျင်နေခဲ့တဲ့ Alexandre Isak ကိုတည်တည်ချာတွေ့ခဲ့ရတဲ့ဘွဲဘွဲဖြစ်တယ်ဒါပေမဲ့ Isak နေနဲ့ဒီနေ့ပေါ်မှာ performance ကြီးကတော်တော်လေး underwhelming ဖြစ်ခဲ့တယ်ဒါသူများကစားသမားတွေဒါကျွန်တော် Lee Athik ကဒါ Florian Ruiz လို့မို့ဒါ Lee Athik ကလာလို့ဒါကျွန်တော် performance မပြနိုင်ဘူးလို့ဆိုလို့မရပါပေမဲ့ Isak ဆိုဒီ ပြောမယ်ဆိုဒီအုပ်စုတွေထဲမှာဒီလိုမျိုးဒါတွေ့နေမြင်နေကြလူတယောက်ဆိုတိတ်ပြီးတော့ညင်းစရာမလိုဘူးเนาะဒါဒီနေ့မှာကျွန်တော်ဒါလီဗာပူးအသင်းကသူ့စီးနဲ့သူ့ပြန်မိသွားတယ်လို့ပဲဆိုရမယ်ဒီမှာပါတယ်အဲ့ဒါကဘာကိုဆိုလို့ဆိုတော့လီဗာပူးအသင်းအနေနဲ့အခုလက်ရှိမှာနောက်ကျသွင်းကိုသူ့ပြန်သွင်းခဲ့တာမှန်ပေမဲ့နောက်ကျသွင်းကိုနေပဲသူရှုံးသွားခဲ့တာဖြစ်တယ်ဒီနေ့မှာဒါကျွန်တော်လက်ရှိမှာထူးထူးဆန်းဆန်းပြပရီးမီးယားလီဂ်မှာရှုံးပွဲမရှိတဲ့အသင်းတစ်သင်းကတော့ခရစ်စတယ်ပယ်လစ်ဖြစ်လာခဲ့ပြီးတော့လက်ရှိမှာလီဗာပူးကခရစ်စတယ်ပယ်လစ်ရဲ့အိမ်ငွေမှာရှုံးလာခဲ့တယ်ဒါကျွန်တော်အိုလီဗာဂလတ်စနာနဲ့ဒါလီဗာပူးရဲ့ဒါကျွန်တော်ကွန်မြူနတီတိုင်းမှာပန်နဒီဆုံး ဖျက်နေကောအခုလက်ရှိချိန်မှာအဲ့တော့ဒါ Oliver Glasnier အသင်းကိုဒီနေ့မဖြစ်မနေချီကျူးရမယ်ဒါသူတို့ရဲ့အဓိကကစားသမားတွေကိုဆုံရှုံထားခဲ့တဲ့တောင်မှဒီအသင်းကဒီလောက်ထိဒါကျွန်တော်တို့လုတ်ပြထား နိုင်လားဆိုတော့တော်တော်ချီးကျူးရမှာတော်ပါတယ်နောက်တစ်ခုလီဗာပူးရဲ့ကန်ဆယ်ပိုင်းလီဗာပူးရဲ့ကန်ဆယ်ပိုင်းကဒါကျွန်တော်ပွဲတွေကိုစတိုက်ဆော့လာလို့လာတော့မသိဘူးတော်တော်လေးကိုရွေးလာတာကိုတွေ့ရမယ်အခုပြတာကျွန်တော်လက်ရှိမှာတစ်ဖက်ရဲ့ counter transition နေမှာဒါဒီနေ့ပုံမှာ Alisson Becker ကောင်းလို့ဒါလီဗာပူးတင်းနဲ့ဒီရလက်ပိုင်းပုံစံမျိုးနဲ့တွားခဲ့ရဖြစ်တယ်တစ်ဖက်ကဟန်ဒူကောင်းခဲ့တာမှန်ပဲ Alisson Becker ဆိုဒီနေ့ပုံမှာတစ်ဖက်ရဲ့ဒါကျွန်တော် drive night ကန်သွင်းမှုတွေကလည်းတော်တော်လေးကိုအသိမှတ်ပြုစရာကောင်းခဲ့တယ်ဒါတစ်ဖက်အသင်းဒါကျွန်တော်တစ်ဖက်အသင်းရဲ့ဒါကျွန်တော်ကန်ချက်တွေကတော်တော်လေးကိုဒါကျွန်တော်လမ်းပြန်ထွက်နေတဲ့ movement ရှိအဲ့တော့ဒီနေ့ပုံမှာ Liverpool သင်ပါရီတို့လေကျွန်တော်ပါစနယ်တင်ရရပြောရမယ်ဆိုရင်ကွင်းလယ်ပိုင်းမှာမက်ကလစ်စတာလေးတော်တော်လေးဟိုမနစ်ကနဲ့မတွေ့တဲ့မက်ကလစ်စတာကိုတွေ့ရတယ်။တန်ရာကပြန်လည်သက်သာပြီးလာခဲ့တဲ့ရင်ကလေးကမက်ကလစ်စတာပုံစံမျိုးနဲ့တိတ်မတွေ့ရတော့မင်းဒါပြောင်းလဲနေတဲ့မက်ကလစ်စတာကိုသူ့စီရင်ကျွန်တော်တို့တွေ့လာခဲ့ရတယ်။ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လက်ရှိဒါပြန်ပြီးကြည့်မယ်ဆိုရင်တော့ လီဗာပူးသင်းနေနဲ့တော်တော်လေးကိုဒါအာနီစလော့ဒါရီဖေကာပြန်လုပ်ရမယ်။ကကောင်းတာနောက်လျှောက်နိုင်ပွဲတွေရထားခဲ့တဲ့အတွက်ကြောင့်မို့လီဗာပူးအတွက်လေဒါကျွန်တော်လက်ရှိမှာကျန်တဲ့သင်းနေနိုင်ခဲ့မယ်ဆိုရင်တော့မှလီဗာပူးသင်းနေကြောရရမှအားဖြင့်ဒါကေခုနကဘယ်လိုတော်တန်ဟော့စပါသူတို့အေးပေါ့လက်ရှိမှာဒါအမှတ်ကတ်မယ်တော်တန်ဟော့စပါသင်းတာဒါကျွန်တော်တို့လက်ရှိအမ်နိုင်ခဲ့မယ်ဆိုတော့12မှတ်13မှတ်ဆိုတော့ဒါ2မှတ်လောက်ခွာနေသေးတယ်ပေါ့ဒါပေမဲ့ဒီနှစ်မှာတော်တော်လေးကိုဒါချီးကျူးရမယ်သင်းတွေကခရစ်စတယ်ပဲလီစတို့ဒါကျွန်တော်ဘုံမောက်တို့အုပ်စုတို့ချီးကျူးရမယ်တော့ပေါ့ဒီနှစ်မှာဒါဖြတ်မြင်းကခရစ်စတယ်ပဲလီစကဖြတ်မြင်းတဲ့သင်းတဲ့ပူတယ်ဆိုတော့ဆက်လက်ပြီးပြသ သခဲ့ပြီးတော့ဒါဒီချေတဲ့ entertainment ဆို Crystal Palace က Conference League ကသူတို့ရဲ့အိတ်ထဲမှာရှိမယ်လို့တော့ပြောလို့ရတယ်အဲ့တော့ personally ပြောရမယ်ဆိုရင်လက်ရှိမှာဟို Liverpool is like ခုနကပြော Liverpool ဒါခုနကပြောလို့ပဲဟို it almost keep it coming ဘောနော်မကြခင်လာတော့မယ်ဆိုတာတည်တယ်ကြောင့်ဒါလေတိုက်နေ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 ဖြစ်သွားတဲ့ပုံစံမျိုးခဏခဏလေဘောပိတ်တဲ့တွေ့ရတယ်လေဘောပိတ်တဲ့တွေကိုယ်ကလက်ခံထားပြီးသားဒီလိုမျိုးရှုံးပွဲကမကြခင်လာတော့မယ်ဆိုတာဘယ်ချိန်လာမလဲပဲမသိတာဘောနော်ကိုသိန်းကတော့ကိုမတာဘဒူသိန်းမကတော့မရှုံးသေးခြင်းဘူးဒါ100%ပဲဒါပေမဲ့ခုနကပြောလို့ဒီလိုမျိုးဖြစ်တော့မယ်ဆိုတော့လေအကုန်လုံးကဒါရေရေရေရိမ့်မိနေပြီးသားဖြစ်တယ်တကယ်လည်းလူမျိုးပွဲစဉ်မှာဒါကြောင့်တစ်ဖက်ကဥမာပြောဆိုလို့ လက်ရှိမှာအာစနယ်ပွဲစဉ်ကလွယ်လက်ရှိမှာလီဗာပူးတင်းနေနဲ့ဒါ quality တင်းနေတွေ့တဲ့အချိန်မှာပြန်ပြီးတော့ဒါဂိုးပြန်မသွင်းနိုင်တိုင်ပတ်တာပဲအဲ့တော့ဒီလိုမျိုးပွဲစဉ်မှာ Hugo Ekitike မပါတာဘလောက်ထိတိတာလဲဆိုတော့ Hugo Ekitike ကိုရန်ရဲ့ lesson ရသွားမယ်လို့မြင်တယ် Hugo Ekitike ရဲ့နဝါတန်ဒီကဒီနေ့ပွဲစဉ်မှာဘလောက်ထိ impact ကြီးမားတယ်ဆိုတာကိုတော့ကစားသမားကိုရန်သိဖို့လဲတယ်ဒီနေ့မှာ Hugo Ekitike ရောကြောင့်ဘာမှမ blame လို့ကစားသမားကိုရန်ကဒါ ridiculous ဖြစ်ပြီးတော်တော်လေးကိုသူ့ကိုရန်မှားခဲ့တဲ့အမှားကြောင့်မလို့ရှိမှာလီဗာပူးတင်းကဒီနေ့အဲ့တော့ပြောချင်တာရှင်းပါဒါ Isaiah ရဲ့ alternative ကိုလည်းရှိမှာဒါသူတို့တွေနေတာ ရွေးချယ်ရမှာမရှိဘူးအဲ့တော့ဒီနေ့ပုံမှန်တော့ကျွန်တော်လူဒရောမှာကျွန်တော်တို့ grade လဲဝိုင်းဝန်းပြောနေတဲ့ကြောင့်မို့လားကက်ဘူနီယာမှာဒါကျွန်တော် Florian Risk ကိုတွေးခဲ့ Florian Risk ကိုတွေးခဲ့ကြောင့်ဒီနေ့ပုံမှန်တော့ကျွန်တော်တို့အဲ touch line wing ကပုံစံပုံပေဒါကျွန်တော်တို့အတွင်းနဲ့ကိုဝင်တဲ့ပုံစံမျိုးဆက်ဆံသွားပြီးဒါပြောချင်တာကိုင်းနဲ့မှာပေါ့နော်ဒါကျွန်တော်တို့လက်ရှိအင်ဂိမ်းနဲ့မှာဆိုရင် တချို့ movement တွေပါ Liverpool ကတော့ကျွန်တော်တို့မှနှစ်ယောက်ပဲထားခဲ့ပြီးတော့ဒါ Caracas ပါ Sheti ပြည့်တက်ပြီးဒါကြောင့်ကိုယ်လည်းပိုင်း၃ယောက်ပုံစံမျိုးပြောင်းသွားခဲ့တဲ့ဥစ္စာတွေတွေ့ရတယ်။အဲဒီနေ့ Watford ကတချို့တချို့ဥစ္စာတွေလက်မခံကြီးမဲ့လက်ခံရမှာဒါ Salah decline ဖြစ်လာခဲ့တယ်။ Salah နေတာကျွန်တော်လက်ရှိတချို့ movement တွေမှာ wow factor လေးတွေရှိတယ်ဆိုတာပြင်မဲ့အရင်တော့က Salah မဟုတ်တော့ဆက်လက်ပြီးတွေ့ရတယ်။ Liverpool တင်းတဲ့ဒီနှစ်မှာသူတို့တက်တာ can sit နေတာကျွန်တော် win နှစ်ဖက်ကသူတို့ရဲ့ အသက်တွေကိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဟိုဆွဆွဲပြီးနှုတ်နေတယ်လို့သဘောကျတယ်မှာပါအဲ့တော့ဒီနေ့ပေါ်မှာတာကွင်းလယ်ကောင်တွေရောလုတ်ပေးရှာပါတယ်ဆိုဘူးစလိုက်ဂရမ်ဘတ်ဘာညာလုတ်ပေးတယ်လို့ပြောလို့ရမှာတယ်မှာပါဒါပေမဲ့လီဗာပူးရဲ့ခံစစ်ကတည်းရေရှည်ရစကားတွေအများကြီးပြောတော့မယ်ဆိုတော့ဒီနေ့ပွဲစဉ်ကအသက်တွေပဲခြားထဲမှာအဲ့တော့ကျွန်တော်ချန်ပီယံလိကန်အောင်မယ်ပြီးရင်ဒါပရီးမီးယားလိမှာလည်းဒါကြောင့်ချယ်ဆီအသင်းနဲ့ဆက်လက်ပြီးကမ်းပဲတော့မှရှိပါတယ်အဲ့တော့ပြောချင်တာလီဗာပူးအသင်းအတွက်ကတကယ်ကိုနင်းသားငါသားဟိဆိုတဲ့ movement မှာဆိုရင်တော့ဘာဒီဘလူးဆက်ဖြစ်မလဲကတော့တော်တော်လေးကိုဒါကျွန်တော်တို့စိတ်ဝင်စားဖို့ခေါင်းပါပဲဘောတော့လက်ရှိမှာဒါကျွန်တော်ဂလာတာစာရီရဲ့အိမ်ဝင်လီဗာ ဘူးသွားကန်ရမယ်ပြီးရင်ဒါကျွန်တော် Chelsea ရဲ့အိမ်ကုန်းကိုသွားကန်ရမယ်လက်ရှိမှာ Liverpool အသင်းအနေနဲ့ဒီခံစစ်ပိုင်းနဲ့လက်ရှိမှာဒါကျွန်တော်ဒီလိုဂိုးတွေပေးနေရတဲ့ခံစစ်နဲ့ Chelsea ရဲ့ Chelsea ကလက်ရှိမှာ Brighton ကိုရှုံးတာ Chelsea တော့သိမပြောတော့ဒါ Champions League မှာဒါတော်တော်လေးကိုသတိထားမယ်အဲ့တော့ခုနကပြောသပေး Liverpool အသင်းနဲ့ဒီနှစ်တွေရာသီမှာတိုက်စစ်ပိုင်းအားဖြည့်ထားတာမှန်မယ်လူအပ်တဲ့ဥစ္စာဒါခုနကပြော Lewis CS ရဲ့နေရာကိုဒါကျွန်တော်အစားမထိုးနိုင်ခဲ့တာတွေဒါတချို့နေရာတွေကိုတွေ့ရမယ့်ဥစ္စာတွေအမျိုးမျိုးပေါ့ဗျလက်ရှိမှာဒါကျွန်တော်ရဲ့ pass နဲ့အမြင်ကပြောရမယ်ဆိုရင်တော့ ဟိုဒီနေ့ပွဲစမှာလီဗာပူးတင်းနေနဲ့တို့ဟိုရှုံးငယ်တင်းနေဆိုတဲ့စကားလုံးသူများတင်းကိုမသုံးချင်ပေမဲ့ဒီနေ့ပွဲစမှာလီဗာပူးတင်းနေနဲ့ဒါတို့လိုအပ်နေတဲ့ဥစ္စာကိုခရစ်စတယ်ပဲလစ်ကအတိုင်းသားထောက်ပြခဲ့တယ်။ဒီနေ့ပေါ်မှာရှင်းပါခရစ်စတယ်ပဲလစ်နဲ့တပွဲလုံးအတိုင်းသားရဘောလုံးလည်းမကင်ထားဘူး။ဒါခရစ်စတယ်ပဲလစ်ရဲ့ထုံးစံမှာပဲသူဘောလုံးကင်ဆော့မှာမဟုတ်သူတို့နေကောင်တာထရန်ရှင်ရဲ့ဝုန်းတိုင်းဝုန်းတိုင်းပြန်ဆော့မယ်။ဒါမျိုးရဲ့ဟင့်နေကိုဒါကျွန်တော်ယာတီဂျူပွဲစဉ်ကလေးကတွေးခဲ့ရပြီမဲ့လစ်ဘူးတင်ဒါမျိုးပြင်နိုင်ခဲ့မယ်ဆိုတော့ဒါပေမဲ့တဖြည်းဖြည်းနဲ့ပြန်ဟာလာခဲ့တော့ဒါခုနကပေါ်လို့ကျွန်တော်ဒါဟို ဟို crack ဘုံတော့เนาะကျွန်တော်ဒါတဖြည်းဖြည်းနဲ့တော့ကျွန်တော်အအကြောင်းလေးတွေဒါပွဲတိုင်း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 မှာနည်းနည်းနည်းချင်းတွေ့လာခဲ့ဒီနေ့ပွဲစမှာဒါပူပြီးတွေ့လာခဲ့ဒါအဲ့တော့လီဗာပူးတင်းနဲ့ခုလက်ရှိမှာအစောကြီးရှိပါသေးတယ်ကျွန်တော်တင်းနေလဲဒါကျွန်တော်အများကြီး꽈တယ်အမှတ်ဒီလဲ꽈နေတယ်ကျွန်တော်တင်းနေလဲအမှတ်꽈နေသေးတယ်လက်ရှိမှာအာစတန်နိုင်ခဲ့တာဖြစ်တော့တော်တန်ဟော့စ်ပါနိုင်ခဲ့တာဖြစ်လက်ရှိမှာနှစ်မှတ်လောက်꽈အောင်မနေထားမှရှိတယ်လီဗာပူးတင်းရဲ့ရှေ့ကနေအေးစစ်ပြေးလို့ရဘူးတော့ဆိုတော့ဒါအာနီစတောနဲ့သူဖေကာလို့တော့ဒါပေမဲ့လာမစ်စောင်းရာဒီအပြောင်းရွှေ့မှာလီဗာပူးတင်းနဲ့အပြောင်းရွှေ့တယ်ပြန်ဝင်ရမယ်ဆိုတာလေဒီနေ့ပွဲစဉ်ကလည်း က်သေးတခုလို့ဖြစ်တယ်လို့ကျွန်တော်နည်းမြင်တယ်။ဒါပေမဲ့ခုနကပြောဒီနေ့ပွဲစဉ်မှာကွင်းလေဘယ်တယ်မှာ Crystal Palace ရဲ့ Adam Morton ကိုတော့မချီကျူးပန်းမနေနဲ့။လက်ရှိမှာဒါအင်္ဂလန်ကစားသမားတွေကို over hype လုပ်နေတဲ့ခေတ္တကမှ Adam Morton ကိုကျွန်တော်တော့တောင်းတောင်း hype မလုပ်ဘူးလို့တော့ကျွန်တော်နည်းမြင်တယ်။ Liverpool တင်က Adam Morton ကိုလာမဲ့နေရာဒီမှာဘာကြောင့်ခေါ်ယူခြင်းလဲဆိုတော့ဒီနေ့ပွဲစဉ်မှာပြတ်တက်ခဲ့ပြီးတော့ဂါယီနဲ့ Warden တို့ကလက်ရှိမှာ Crystal Palace ကနေဘာတွေကို Liverpool လွတ်နေတယ်ဆိုတာကိုတွေ့ခဲ့ရတဲ့ပွဲစဉ်မှာအဲ့တော့ဒီနေ့ပေါ်မှာခုန Personality ကပြောရမယ်ဆို Liverpool တင်းနေတာ Crystal Palace နဲ့ရှင်ခဲ့မယ်ဆိုရင်ဒီရလက်က fair ဖြစ်တဲ့ score line တခုလို့ပြောလို့ရတယ်ဒါပေမဲ့ခုနကပြော Liverpool တင်းဒီထက်ပိုကောင်းတယ်လား of course yes Liverpool လို့တင်းမှာဒီထက်အများကြီးပိုကောင်းခဲ့သေးတဲ့နေသားမှရှိတယ်ဒီထက်လည်းပိုပြီးတော့အများကြီးကြိုးစားခဲ့သေးတဲ့နေသားမှရှိတယ်ဒါပေမဲ့နင်းနေပေါ်တယ်မခုနကပြောလို့ပဲနီးပြရတာကျွန်တော်တို့အဲ Cody Gakpo ဝင်ခုတစ်ချက် Cody Gakpo ဝင်လာတော့လည်းဘာမှတိတ်ထူတာမဟုတ်အနိုင်ပြောမှာစနီးပြတယ်နောက်ပိုင်းပွဲစဉ်တွေမှာပေါ့နော်ကျွန်တော် personal မြင်မှာ KA Saru Bardo ကိုပိုပြီးတော့ confidence ရှိသင့်ပြီလို့မြင်တယ် KA Saru တချို့နေရာမှာ debut ပုံစံမျိုးဒါကျွန်တော်တို့လက်ရှိ Southampton နဲ့ပွဲစဉ်လုံးကလို့ဒါ debut ပုံစံမျိုးတွေတုံးလာသင့်ပြီးလက်ရှိမှာဒီ left wing နေရာမှာအခုချိန်မှာ Rio ကိုတုံးမလား ာဒါမှမဟုတ်ခေးဆောက်ကိုသုံးတာကိုဒီဂက်ကို risk ကိုသုံးတာအဆင်မပြေတာဒီနေ့ပွဲစဉ်အတိုင်းသားပဲတော့နောက်ဆုံးတစ်ခုနဲ့ခန်းစစ်ပိုင်းကိုအာနီပြင်ရတော့မယ်ပွဲတိုင်းလူလူဂိုးပေးလာခဲ့ရတဲ့ဒါကျတော့ယင်ထိတ်တဲ့ပွဲစဉ်နေရတာနောက်ဆုံးအဆုံးသက်ရလက်ကဒီလိုပုံစံဖြစ်လာခဲ့တယ်အဲ့တော့အာနီနေနဲ့ဒီဟာကိုလက်ရှိမှာပြင်ဖို့လုပ်တဲ့အရန်ကြီးပို့ပြီးတော့ဒီထက်မဆိုးခင်မှာဒါပြင်သင့်ပြင်ထိုက်တယ်ဆိုတာကိုပြခဲ့တဲ့ပွဲစဉ်တွေလို့ကျွန်တော်နေအမြင်နဲ့ Crystal Palace ကတော့တကယ်ကိုနောက်ချီချူတဲ့တကယ်ကူတဲ့ကောင်းမွန်တဲ့ဒါ ယာတီတခုစတင်ပြီဖြစ်နေမြင်အိုလီဗာဂလက်စနာအနေနဲ့ဒိုင်ယာကသူ့အသင်းကိုရူဟန်သွားဘူးဆိုရင်ဒီနှစ်မှာအိုလီဗာဂလက်စနာရဲ့အသင်းကိုလည်းနေရာတနေရာမှာမြင်ဖို့မြင်ရဖို့များတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော်ကုန်ပြီပေါ့အောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 TV for you တို့မှာကျင်းလို့ဆိုတော့ပေါ့ကိုကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာအမြန်တမ်းဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့နေဒီဖြစ်ပါစို့စုမုံကတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC တူကြအဲ့တော့ဒါကြောင့်ချုံပွဲမကြီးအသင်းအသင်းက Crystal Palace ပဲလက်ရှိဒါကျွန်တော် Premier League မှာပဲကြံပါတော့လို့ပြောရင်းနဲ့ပဲ ကျွန်တော်ကိုတော့ကုန်ပြီပေါ့အားလုံးမကြည့်ဒီမှာကျွန်တော်တော့ကုန်ပြီပေါ့ကျွန်တော်နောက်မှ AACC တွေ့ကြရပေါ့ဒေဗာဗျာ